ဆင်းရဲဒုက္ခတွေကြုံတဲ့အခါမှာ depression မဖြစ်ဖို့စိတ်ထမကြဘူးစိတ်သက်သာရရတဲ့နိလန်းတွေနဲ့တွေးရမြတ်စွာဘုရားပေးထားတဲ့ general point ကတော့ဘာတုံးဆိုလို့ရှိရင်ဘယ်အရာမှမမြဲဘူးတဲ့တခဏပဲဆိုတဲ့အတွေးလေးနဲ့သိခံပါဆင်းရဲတဲ့အတိုင်းအတာတစ်ခုကိုအဲ့ဒါနဲ့ခုခံကာကွယ်ထားသည့်အတွက်ကြောင့်ကိုယ်စိတ်က depression ဖြစ်တယ်ဆိုတာမရှိဘူး စိတ်ဓာတ်တွေနှိမ့်ကျသွားတာမျိုးမရှိဘူးတဲ့ခုခံနိုင်တယ်အေးချမ်းသာဒုက္ခနဲ့တွေ့လာလို့ရှိရင်လေလူတွေကဘဝင်မြင့်ပြီးအောက်ချိန်လွတ်တတ်တယ်အဲ့ဒါလို့မဖြစ်ရအောင်လည်းပဲခုနကအေးချမ်းသာတယ်ဆိုတာလေသာဝရမဟုတ်ဘူးတခဏမျှသာဖြစ်တယ်လို့မှန်ကန်တဲ့အတွေးလေးတွေနဲ့တွေးပြီးတဲ့အခါမှာကိုယ့်ရဲ့စိတ်ဓာတ်ရင်းရိုင်မှု မရှိအောင်ကြန့်ခိုင်အောင်ကြိုးစားဒါကိုပြောတာ ကောင်းဆိုးလောကရန်ကြံ့ကြံ့ခံဘဝကိုလှလှပပဒီဆောက်ခြင်းဟောဒီလောကရန်ခန္ဓာရဲ့ရှိဖို့ကြိုးစားရမယ်ဒါနံပါတ်1เนาะလောကရန်ခန္ဓာအောင်ကြိုးစားဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကရန်ဆိုတာရှိတာကြည့်ပဲစင်ရတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ချမ်းသာတဲ့ပုဂ္ဂိုလ်မှလည်းရှိတယ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာကိုယ်ွယ်ကိုယ်ွယ်ဒါတွေကတဏှိတည်းပဲ